စီးပွားရေးအမြင်မို့ဝန်ထမ်းတွေကိုဖင်လုတ်ကခိုင်မှာမဟုတ်ဆိုရဲဝန်ထမ်းတွေပေါ်ထားတဲ့မြက်သူရဲ့လေးစားစရာစိတ်ထားမင်္ဂလာပါပြိသက်ကြီးမြက်သူကတော့တထွေးရဲ့အဲထဲမှာရှာမှရှာတဲ့တထွေးတရားလို့ဆိုလို့ရပါတယ်တထွေးတတော်များများကကိုကြိုးစီးပွားကိုပဲကြီးတက်ကြပေမဲ့မြက်သူကတော့ဝန်ထမ်းတွေကိုဥစားပေးပြီးကြီးတက်တဲ့တထွေးမျိုးပါမြက်သူကတာမန်စင်တွေကနေလာတဲ့သူတရားမျိုးလူတိုင်းပေါ်ကတော့မာနာခင်မီဒန်းသူစံပေးတတ်ပါတယ်မေသမီးတယောက် တတိကရော်တရားဖြစ်ပေမဲ့ဖြူစနေသူ့ရဲ့စိတ်ထားကတော့မြင်ရသူတိုင်းမလေးစားဘက်ကိုမနေနိုင်တဲ့ထိပါပဲမြတ်သူကတော့နိုင်ငံကျော်မိသူတယောက်ဖြစ်ပေမဲ့မမနာကင်းနဲ့မင်းသမီးတို့လည်းအဖြစ်နာမည်ကြီးသူလည်းဖြစ်ပါတယ်သူဟာမင်းသမီးဘဝမှာ ပြည်ပြည်နဲ့တရုတ်ဆောင်ချက်တွေကြောင့်ပြိဿအာဘိမှုကိုအခိုင်အမာရရှိထားသလိုအမှုပြန်လုပ်တွေရနာထားခြင်းမှာလည်းဖြူစင်တဲ့စိတ်ထားကြောင့်ပြိဿတရဲ့ချစ်ခင်မှုကိုအပြည့်အဝရရှိနေစေလည်းဖြစ်ပါတယ်ပြိဿတော်များကတော့မြတ်သူရဲ့ရုပ်ရည်ကြောင့် အားပေးတာမဟုတ်ဘဲလူတိုင်းကိုတန်းတူဆက်ဆံတတ်တဲ့သူ့ရဲ့စိတ်ကြောင့်ပိုပြီးချစ်ခင်နေကြလည်းဖြစ်ပါတယ်။အမှုပညာလုပ်တွေလုပ်နေတော့ကမြတ်သူရဲ့စိတ်ထားကတိတ်ပြီးမပေါ်လင်ခဲ့ပေမဲ့အိမ်အောင်ကြပြီးချိန်မှာသူ့ရဲ့စိတ်ထားကတပြေးပေါ်လင်းလာပါတယ်။မြတ်သူတို့ကတော့အိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာလူတိုင်းပေါ်ထားတဲ့သူ့ရဲ့စိတ်ရင်းတွေကပေါ်လင်လာခဲ့ရလည်းဖြစ်ပါတယ်။သူကအိမ်အောင်ကြပြီးနောက်ပိုင်းမှာပိုပြီးပြပြုတ်ဆောက်ခဲ့ပေမဲ့မာနမရှိပဲလူတိုင်းကိုပေးကန်လူတိုင်းနေတတ်တာအားလုံးမြင်ပါပဲ။ မြတ်သူကခက်ခဲနေတဲ့ပြည်သူတွေကိုလှူဒန်းနေကြသလိုသူ့ရဲ့အနီးအနားမှာရှိတဲ့လူတွေကိုလည်းတတ်နိုင်သလောက်ဖိမနေအောင်ကြီးနူးစရာတခုပါပဲမြတ်သူက သူ့နားမှာရှိတဲ့ဝင်နှန်းရဲ့လူဝဲချက်တွေအခက်ခဲတွေကိုလည်းတတ်နိုင်သလောက်ကုညင်နေသူလည်းဖြစ်ပါတယ်သူကဝင်နှန်းနေပေါ်အလုရှင်တယောက်အနေနဲ့ဖိမတာမျိုးမဟုတ်ပါဘူးတော့သူ့ရဲ့စိတ်ထဲမှာသူ့ရဲ့သားသမီးတွေဆိုတဲ့အတွေ့အမျိုးထက်ပြီးသူ့ရဲ့ကလေးတွေလိုမျိုးပျော်ရွှင်ထားပြီးခဲ့လည်းဖြစ်ပါတယ်မြတ်သူကတော့ဝင်နှန်းနေကိုထမင်းချက်ကြွေးတာ စပ်ပလိုက်တက်ပြီးပြီးဂယုတဆိုင်လိုက်ပေးနေပြီမဲ့ဝေဖန်သူတွေကလည်းရှိကြပါတယ်လူတို့အမြင်မှာတော့လူမြင်ကောင်းအဖို့လုံးနေဆိုပြီးတော့မြင်နေကြပါတယ်အလုရှင်တယောက်ကအလုသမားပေါ်မှာကောင်းပြနေအောင်အပေါ်ရန်ကောင်းတာအဖို့လုတ်တယ်ဆိုတဲ့စကားတွေနဲ့ဝေဖန်နေကြတာမို့မြတ်သူကတော့မြတ်သူကတော့သူ့ရဲ့မျက်တာဘလောက်ကြီးမှလဲဆိုတာကိုလက်တွေ့ပြသလာခဲ့ပြီလည်းဖြစ်ပါတယ်မြတ်သူကဝန်ထမ်းတွေပေါ်မှာဘလောက်တောင်မြင့်တာထားလဲဆိုရင်တော့သူ့ရဲ့စီးပွားအောင်မြင်ဖို့တန်းဝန်ထမ်းတွေအချက်များဖို့ ကုန်တိတ်ခါရှိနေနိုင်မှုကိုအဓိကထားပြီးကြည့်ရှုသူပါတိုးတက်လာတဲ့ဆိုရှယ်မီဒါခေတ်ကြီးမှာတခုပြင်ညာခြင်းပြီးဆိုရင်တော့ကပြပြီးပြင်ညာတက်ကြပေမဲ့မြတ်သူကတော့သူ့ရဲ့ဝန်ထမ်းတွေကိုပေါ်ပေါ်ပဲမကခိုင်းလို့ဆိုပါတယ်ကပြပြီးကြောင်ညာက မာကန်တီတခုဆိုတာကိုသိပေမဲ့တားသမီးလိုခြေရဝန်ထမ်းတွေကိုတင်ငယ်စိတ်ဝင်မှာဆိုလို့တမယူကြနေလက်နဲ့ပဲရောင်းချနေရလေဖြစ်ပါတယ်မြတ်သူကစီးဝိုင်းလုပ်ငန်းရှင်တယောက်ဖြစ်ပေမဲ့အမြတ်ငွေပို့ရဖို့အတွက်နဲ့ သူ့ကလေးတွေကိုခေါင်းလုံးဖိလို့မကစေချင်ဘူးဆိုပြီးသူ့ရဲ့ပြတ်တာခံယူချက်ကိုထုတ်ပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။မြတ်သူကကလေးတွေကိုတန်မိုးထားတာမို့ကလေးတွေနေချင်းတဲ့ပုံစံတောင်လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးထားတာပါ။မြတ်သူကတော့သူ့ရဲ့ဝန်ထမ်းလေးတွေကိုအကောင်းဆုံးဆိုတာပဲဖြစ်စေချင်တာမို့မော်ရယ်တင်တန်းတွေကစားအပီပိုတီစစ်စစ်နေပြီလည်းဖြစ်ပါတယ်။အဲ့လိုမျိုးတတိမျိုးနဲ့ဆုံရလေကုတုကတမျိုးပါပဲနော်။ပြိတ္တတွေကတော့ဖြူစင်နဲ့သူ့ရဲ့စိတ်ဓာတ်ကိုလေးစားပြီးရင်လေးစားနေကြမှာ